ကျမတို့မကြပါစခင်ဗျာ2025ခုနှစ်ဧပြီလ30ရက်နေ့ရက်ညကင်းသတင်းတွေကိုတင်ဆက်ပေးပါရုံနဲ့ကျွန်တော်ဝေယံပါတော်လှန်ပြည်သူပေါင်းကိုတော်လှန်ညချမ်းပါလို့နှုတ်ဆက်တာပါပါခင်ဗျာအဲ့တော့ဒီကနေ့ညချမ်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကို စတင်တင်ဆက်ပေးပါရုံနဲ့ပထမဆုံးထူးထူးခြားခြားတွေ့ရှိရတဲ့သတင်းတစ်ပုဒ်ကတော့အကြမ်းမဆစ်ရှုံးကောင်စီတက်ကလက်လွတ်ထားရတဲ့မြို့တွေကိုတမြို့မကြံအကုန်ပြန်သိမ်းပြမယ်လို့တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကြည်ရလေညှိနှိုင်းကိုကဲရင်မူဘုဇုတ်ကြီးကျော်စွာလင်းကပြောလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာကာဝေးရေးဦးစည်းချုပ်ရုံးမှာရေပြလာ28ရက်နေ့ညကပြုလုပ်တဲ့နောင်ချူဗမော်ဖားကန့်ဗရောင်းနဲ့အေအာရီစတဲ့စည်ရင်ဆိုင်ရာစည်းဝေးမှာပြောဆိုခဲ့တာလို့နေပြည်တော်စည်ရင်သတင်းရမြစ်ကပြောပါတယ်ခင်ဗျာမြို့တွေအကုန်တနည်းပြန်သိမ်းပြမယ်ပြောတယ်ဘယ်နေလဲဆိုတာတော့အထက်မပြောဘူး3လလားတနည်းအတွင်းလားဒါမှမဟုတ်3နှစ်အတွင်းလား သူကိုယ်တိုင်စစ်မတိုက်ရတော့ရှေ့တန်းမှာကို့လူတွေဘလောက်တည်နေလဲဆိုတာမသိဘူးပြောလိုက်ရင်အခြေအနေကတက်ဘက်ပါနေပြီဆိုတာကြီးပဲလို့တရင်စစ်ရှုံးကောင်စီဘက်ကသတင်းမြစ်ကပြောပြပါတယ်ဒါပြင်တိုက်ပွဲဖြစ်ရနေရာတွေကိုစစ်ကူနဲ့စစ်လက်နက်ပစ္စည်းတွေကိုအရင်ကထက်ပိုမိုပို့ဆောင်နိုင်ဖို့အတွက်ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတပ်တွေကိုကားတွေအပြင်လေကြောင်းကပါသုံးဆွဲခွင့်ပြုထားတယ်လို့ပြောဆိုခဲ့တယ်လို့သတင်းမြစ်ကပြောပါတယ်ခင်ဗျာ ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့စီရေးဗျူဟာတွေကြောင့်ရှစ်လလောက်တောင့်ခံခဲ့တဲ့အင်းတော်မျိုးကြသွားပြီးကြတဲ့ကမြေပြင်တက်တွေမှာကိုဗျူဟာနဲ့ကိုလှုပ်ကြတော့တယ်လို့တမခွန်ခွန်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကတော့ပြောပါတယ်ခင်ဗျာဆစ်ရှုံးကောင်စီတက်တဲ့နီးစပ်သူတယောက်ပြောပြတာတော့အင်းတော်ကိုကာကွယ်လာတာရှစ်လလောက်ရှိပြီးညှိကုတ်ဥဆောင်မှ PDF တွေကမြို့သိမ့်ပြီးတက်မှမူရောလက်အောက်ငယ်သားတွေပါဖမ်းခံရတယ်အဲ့လိုဖြစ်ပြီးကြတဲ့ကသူလဲပြောချင်တာတွေပြောအောက်ကလူတွေလဲ ကို့ဘီဟာနဲ့ကိုပဲသွားကြတယ်လို့ပြောပါတယ်ခင်ဗျာရခိုင်ပြည်နယ်မှာစစ်ရေးရရှုံးနေလာတဲ့စစ်ကောင်းဆောင်က2024ခုနှစ်ဒီဇင်ဘာလ18ရက်မှာစစ်တောက်ချုပ်ဖြစ်တဲ့ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုကြီးရည်လေးညှိနှိုင်းကိုယ်ကျေးမှုတာဝန်ပေးပြီးဗိုလ်ချုပ်ကြီးအဆင့်တိုးပေးခဲ့တာဖြစ်ပါတယ်စစ်ရှုံးပုတ်စီတက်နေတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲမှာတိုင်းစစ်ဌာနချုပ်နှစ်ခုတပ်စခန်း146ခုနဲ့မြို့ပေါင်း90ကျော်ကို လက်လွတ်ထားရပါတယ်ခင်ဗျာအဲ့တော့တော်တော်တော့ရည်စရာကောင်းတယ်မြို့တွေကိုတမြို့တမြို့မကြံပြန်သိမ်းပြမယ်လို့ကြွေးကြော်လိုက်တဲ့နော်အဲ့တော့ तू မပြောနဲ့သူ့ရဲ့ senior ဖြစ်တဲ့လက်ဘကြောင့်စိုးဝင်းရဲ့အောင်စေရစစ်ကြောင်းကရင်ပြည်နယ်တစ်ခုလုံးကိုသိမ်းမယ်လို့ကြွေးကြော်လိုက်တဲ့အောင်စေရစစ်ကြောင်းတော်အဲ့ဒီတော်တဲ့တောင်ထဲမှာတဝဲလေလေနဲ့အခုဆိုရင် ဟိုဂရင်းပြည်နယ်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေဘုဇောကော်တို့ဘူကြီးတာဘောတို့ရဲ့တိုက်ရိုက်ခိုက်ရတဲ့အကြောင်းလုံးမပါပြီးတော့အောင်စီရလည်းဘဲဟိုပျောက်လို့ပျောက်နေမှမသိဖြစ်နေရတဲ့အခြေအနေမှာအခုတမျိုးမကြံပြန်သိမ့်မယ်ဆိုတော့အကြောင်းထပ်ပြီးတော့ပြောလာတာတော့ကျွန်တော်တို့တော်တော်လေးကိုရည်ရည်ရကောင်းပါတယ်ကျွန်တော် comment တွေထဲမှာတချို့ပြည်သူတွေကအရှုံးပေါက်ကြပါတယ်ဒီဒီသူကဒီလူက ဟိုမြို့တွေတိမ့်ဖို့မပြောနဲ့ကိုစားပြီးသားပကံတော်တိမ့်ဖို့ရလားမသိဘူးဆိုသလိုမျိုးပါပဲအဲ့တော့ PDF တွေတော်လိုင်းတက်ဖွဲ့တွေတိမ့်ထားတဲ့မြို့တွေကိုတမြို့မကြံပြန်တိမ့်မယ်ဆိုတာကတော့တကယ်ရှာရုပ်ရှိရှောက်ပြီးတော့လေပေါ်တဲ့စကားပါပဲအဲ့တော့ဘလို့ဖြစ်မလဲ PDF တွေအားပဲတမြို့ပြီးတမြို့တိမ့်မလားအကြမ်းဖက်စစ်ရှုံးကောင်စီတက်ဖွဲ့တွေကပဲပြန်ပြီးတော့တိမ့်နိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်နေထားပါဒီကောင်တွေတိမ့်နိုင်ပါတော့ တိမ့်နိုင်မဲ့အခြေအနေကတော့အမိုက်ပုံတော့ပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့ညမှာဆက်ပြီးတော့ထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတော့ကြီးညာပါရစေခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့အယာဝတီတိုင်းဟင်္ဒရခရိုင်လေးမျက်နှာမြို့နယ်ဘန်တော်ကြီးကျေးရွာမှာတိုက်ပွဲတွင်မှစစ်သားတွေထွက်ပြေးတာနဲ့ဘန်တော်ကြီးကျေးရွာလက်လွတ်ခဲ့ရတာကြောင့်ဆိုပြီးတိုက်ပွဲကိုဥဆောင်တဲ့ဗိုလ်ဘူးတယောက်ကိုစစ်ရှုံးကောင်စီတပ်ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့စစ်ရှုံးကောင်စီတပ်နဲ့နှီးသက်သူတွေစီကနေသိရပါတယ်ခင်ဗျာ အဲ့ဒီဖမ်းဆီးခံရတဲ့ဘုံဘူးဟာရာရီတိုင်းကျုံပြော်မြို့နယ်အခြေဆိုင်ခလာရ63ရဲ့တိုင်ရင်မှာတာဝန်ကျနေတဲ့သူဖြစ်ပြီးလက်ရှိအရာရီတိုင်းပသိမ်အခြေဆိုင်တိုင်ရင်တစ်ခုမှာထိမ့်သိမ်းထားတယ်လို့ဆိုပါတယ်အနောက်တိုင်းစစ်ထဏာချုပ်အဲ့ဒီစစ်ထဏာချုပ်နဲ့နှိစက်သူတယောက်ပြောပြတာကိုတင်ဆက်ပေးကြပါမယ်ဖမ်းကန်ထားရတဲ့အရာရှိကိုယ်တိုင်ကလည်းဒဏ်ရာရရှိထားတဲ့သူလို့သိရတယ်အခုပသိမ်မှာချုပ်ထားတယ်လို့သိရတာဘန်တော်ကြီးကျေးရွာတိုက်ပွဲမှာ စစ်ရှုံးမော်စီတပ်ကတပ်သားတွေတက်ဆုပ်ပြီးတော့ထွက်ပြေးတာစစ်လက်နက်ပစ္စည်းတွေဆုံးရှုံးခဲ့တာကြောင့်ဖမ်းတာလို့သိရတယ်တခြားအကြောင်းတွေလည်းရှိတယ်လို့ပြောပါတယ်ဆိုပြီးအဲ့ဒီတက်တွင်းသတင်းရင်းမြစ်ကပြောပါတယ်ခင်ဗျာရခိုင်ပြည်နယ်ရဲ့အဆက်၄မျက်နှာမြို့နယ်မှာအခုနှစ်ဧပြီလပထမပတ်ကစတင်ပြီးအရက်ခတက်တော့အေအေပူပေါင်းတက်တွေနဲ့စစ်ရှုံးကောင်စီတက်နဲ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ရှုံးကောင်စီတပ်သားတွေထိခိုက်မှုတွေနဲ့ငတိုင်းကျောင်းဘက်မြို့ဘက်ကိုစုခွာခဲ့ရတယ်လို့သိရပါတယ် တော့လက်ရှိပန်းတော်ကြီးကျေးရွာကိုအေအေနဲ့ပူးပေါင်းတက်တွေကထိန်းချုပ်ထားတယ်လို့သိရပါတယ်။ဒေသခံတယောက်ကတော့ပန်းတော်ကြီးတိုက်ပွဲမှာစစ်ကားတွေတင်ကားတွေမိလောင်နေတာတွေ့ရတယ်။စစ်ရှုံးကောင်စီတပ်ကလမ်းဘေးမှာသေဆုံးအလောင်းတွေမနေတွေ့ရတယ်။အခုဆက်ဆက်ရွရွာဘက်မှာပြစ်ခတ်တန်တွေတော့ကြားနေရတယ်။ဘယ်ဘက်ကပြစ်နေတာလဲတော့သေချာမသိဘူးလို့ပြောပါတယ်။အဲ့တော့တိုက်ပွဲတွေမှာစစ်ရှုံးကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအပါအဝင်နေအဆောက်အုံရာချီပြီးတော့ပျက်စီးခဲ့ရပြီးတန်ခါနဲ့အရသားတွေထိခိုက်သေးဆုံးတာတွေရှိတယ်လို့စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်ခင်ဗျာရခိုင်အရာဝတီစက်ဒေသတွေဖြစ်တဲ့တာပေါင်းရေကြီးပသိမ်းဟင်းတရလေးမျက်နှာစတဲ့မြို့နယ်တွေမှာဆက်ရှုံးကောင်စီတက်တဲ့တိုက်ပွဲတွေဖြစ်ပွားတာရှိတယ်လို့အရခတက်တော်အေကပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်ကတရားဝင်သတင်းထုတ်ပြန်ခဲ့ပြီးဗောမီကြီးရွာတိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ထုတ်ပြန်ထားတာမျိုးမရှိပါသေးဘူးခင်ဗျာ ဲ့တော့လာပါပြီတော်လိုင်းရေးတက်ဖွဲ့ PDF တွေတက်ဖွဲ့တွေဘက်ကလည်းကျုံးသားတံကိုကျွန်တော်တို့နားဆင်ရမယ်သတင်းတပုတ်လာပါပြီတမိုးမြို့ကိုယခုနှစ်အတွင်းရောက်အောင်သိမ်းနိုင်ရေးစူးစမ်းသွားမယ်လို့ PDF ရဲဘော်တွေကပြောလာပါတယ်ခင်ဗျာအိန္ဒိယမြန်မာနယ်သက်မှာရှိတဲ့တမိုးမြို့ကိုအခု2025ခုနှစ်အတွင်းမှာသိမ်းပိုက်နိုင်ရေးစစ်စင်ရေးစတင်နေပြီးတော့သိမ်းဖို့အတွက်စူးစမ်းသွားမှာဖြစ်ကြောင်းတမှုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေကပြောပါတယ်ခင်ဗျာ ဧဘရဲ29ရက်ကပြုလုပ်တဲ့ကပောကြီးနောက်ကံမိမပြည်သူတွေပါဝင်စေရေးနှိုးဆော်တဲ့သကဝိုင်းဆွေးနွေးပွဲမှာတမူးခေအမတ်1တန်ရင်နဲ့အမတ်2တန်ရင်ကရဲဘော်တွေကတမူးမျိုးသိန်းစစ်စင်ရေးအရေးပါမှုကပောကြီးနောက်ကံမိမပြည်သူတွေပါဝင်ဖို့လိုအပ်မှုအခြေအနေတွေကိုဆွေးနွေးပြောကြားခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာတမူးခေအတွင်းမှာစစ်စင်ရေးဟာအခြားခေအနေနဲ့မတူပဲတော်လိုင်းတက်တဲ့အနေနဲ့စစ်ရှုံးကောင်စီကိုသာမကပြူစောတိကတဲ့နာက ်ရှမ်းနေ SN တွေကိုပါတိုက်ခိုက်ရတာဖြစ်ကြောင်းတမှုခရိုင်မှာရှိတဲ့ PDF ရဲ့ရဲဘော်တွေကတုံးသက်ပြောပြပါတယ်တမှုမြို့မှာသေချုံကောင်စီလက်ပါစီပြူစောတီအားကောင်းတယ်လို့ကတဲ့နဲ့နာကလက်လက်ကင်နေလေဒီအိန္ဒိယနိုင်ငံတွင်းမှာသွာလာနိုင်တဲ့အခြေအနေရှိကြောင်းတမှုမြို့ရရှိဖို့အတွက်တိုက်ခိုက်ဖို့စိန်ခေါ်မှုများစွာရှိပေမဲ့အမြန်ဆုံးသိမ့်ပိုက်ထိန်းချုပ်နိုင်မှသာအခြားခရိုင်တွေသိမ့်ပိုက်နိုင်ရေးများစွာအထောက်အကူဖြစ်စေမှာဖြစ်တယ်လို့သကဝိုင်းဆွေးနွေးပွဲမှာ နေမင်းရဲ့စည်ရည်အခြေအနေဒေတာအခြေအနေတွေကိုတုံးသက်ပြောဆိုပါတယ်ခင်ဗျာစစ်ရှုံးကောင်စီအင်အားနည်းတယ်ဆိုပေမဲ့တိုက်ရမယ့်နေရာကအရန်ကျေပြန့်တယ်စစ်တပ်တစ်ခုတဲရည်ရွယ်ပြီးတော့တိုက်ရမှာမဟုတ်ဘူးရဲဘော်တွေကတော့အကောင်းဆုံးအထိစ조사သွားမယ်ဒီနှစ်ထဲမှာဒီမြို့ကိုသိမ်းမယ်အကောင်းဆုံးရအောင်လှုပ်ဆောင်သွားမယ်လို့တမုခရိုင် PDF ရဲဘော်တွေကကျုံးဝါပြောဆိုလာတာလည်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဂျပန်စစ်ရှုံးကောင်စီတပ်ဘက်ကလည်းခုနကျွန်တော်တို့အပေါ်ဆုံးသတင်းတပုတ်မှာ ကျော်စွာလင်းဗိုလ်ချုပ်ကြီးကျော်စွာလင်းကကျုံ့ဝပြောဆိုပါတယ်ဒိန့်ခံရတဲ့မြို့တွေကိုတက်မြို့မကြံပြန်သိမ်းမယ်ဆိုပြီးတော့ပြောဆိုလာပါတယ်အဲ့တော့ဒီကောင်ကြီးရဲ့စကားကတော့ကျွန်တော်တို့ဟာတသဘောလောက်သာခေါင်းထဲထားရပါမယ်ဘလောက်ပဲကြိုးစားကြိုးစားပြည်သူကလက်မခံတဲ့အခြေအနေမှာဘာမှဆက်လုပ်လို့မရဘူးပြည်သူတင်းရင်မင်းမခံဘူးပြည်သူကလက်မခံလို့ရှိရင်ဘယ်လိုအဖွဲ့အစည်း ဘယ်လိုအားကောင်းတဲ့သူတွေဖြစ်ပါစေဒါကြာရက်တီလို့မရဘူးဆိုတာအခုဒေါ်လာရေး၄နှစ်တာကာလအတွင်းမှာကျွန်တော်တို့မြဝါထင်ထင်တွေ့မြင်ရတဲ့အကြံပေးဆုံးကောင်စီရဲ့တက်စကန်ပေါင်း160ကျော်မြို့ပေါင်းက100နီးပါးအထိဒေါ်လာရေးတက်ဖွဲ့တွေကသိမ့်ပိုက်ထားနိုင်ပြီဖြစ်တဲ့ဆက်လက်ပြီးတော့လည်း2025အခုနှစ်အတွင်းမှာအခုဆိုရင်ပဲကျွန်တော်တို့တမူးမြို့ကိုအခုနှစ်အတွင်းမှာဒေါ်လာရေးတက်ဖွဲ့တွေကရအောင်သိမ့်မယ်ဆိုပြီးတော့ကြုံးဝါလာပြီကျွန်တော်တို့စောင့်ကြည့်ရမယ် ကူစရာရှိတာဝိုင်းဝန်းစရာရှိတာတွေဝိုင်းဝန်းကြပါမယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့သွားကြပါမယ်နောက်သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်တပ်မတော်နဲ့ကိုကန်တက်တိုက်ပွဲဖြစ်ပွားမှု တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာဒီသတင်းအကြောင်းအရာကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရှုရအောင်ပါရှမ်းပြည်ဒုတိယပါတီ SSPB လက်အောက်ခံရှမ်းပြည်တပ်မတော် SSA နဲ့ကိုကန်တက်လို့လူသိများတဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့အကြား စည်ရည်တင်မှမှုတွေကိုပြေလည်ဖို့တွေ့ဆုံဆွေးနွေးသွားမယ်လို့ SSBB ကဧပြီလ30ရက်မှာတင်ထုတ်ပြန်ပါတယ်။ဧပြီလ28နဲ့29ရက်နေ့မှာရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်ကတော်ဟိုင်းရွာ၊ဟူးမီရွာ၊နာနန်းစိန်ကြော့ပါဝင်နေရာရှိခုမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဒီပြင်ထိုးကျိရိုက်နှက်ဖမ်းဆီးမှုလည်း24ကြိမ်ဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ SSBB နေပြည်တော်ကို ကိုကန်တက်တွေဖြန့်တန်းသွားလာမှုကို MNDAA ဘဟုကတရားဝင်အကြောင်းမကြလို့ပြည်ပခါတွေဖြစ်ပွားခဲ့တာလို့ SSPB ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေအတွင်းမှာနှစ်ဖက်တက်တွေကြားထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံဆွေးနွေးမဲ့အခြေအနေနဲ့ပတ်သက်လို့ SSPB ပြောခွင့်ရသူဘူဘူးဆိုင်ဖုံးဟန်ကိုဆက်သွယ်ပြီးမှပြန်လည်ဖြေကြားတာမျိုးတော့မရှိပါဘူး။လက်ရှိမှာလည်း SSPB တပ်စခန်းတွေရှိတဲ့တီဘောမြို့နယ်နာနန်းနန်းတော်ခုနန်းဖတ်တင်ဟိုင်းစင်ကြော့နားတော့ ်နမခုံဖာစေစတဲ့နေရာတွေမှာစီရေးတင်းမာမှုတွေရှိနေတယ်လို့သိရပါတယ် MNDAA ကတော့ဒီချင်းတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး SSPP နဲ့ MNDAA တို့ဟာတိုင်းငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစိုက်စာချုပ် NCA မှာလက်မှတ်မထိုးထားတဲ့တိုင်းသားလက်နက်ကင်ခုနှစ်ဖွဲ့နဲ့စုဖွဲ့ထားတဲ့ပြည်ထောင်စုနိုင်ငံရေးစွန်းနေညှိနှိုင်းမှုကော်မတီ FNCC အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်ခင်ဗျာ ဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ရှုံးကောင်စီရဲ့ယာယီရဲ့ရှင်းမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားတဲ့တန်ရမ်းမှာပေါက်ကွဲမှု ဖြစ်ပြီးတော့လူထိခိုက်မှုရှိတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့ယာယီအရှင်းမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့မှာပေါက်ကွဲမှုဖြစ်ပြီးတော့လူထိခိုက်တန်ရမ်းရမှုတွေရှိကြောင်းဒေသပြည်သူတို့ကပြောပါတယ်ခင်ဗျာ။ဧပြီလ30ရက်နေ့ဒီကနေ့မွန်လယ်ပိုင်း12:40မိနစ်အချိန်လောက်မှာတန်ရမ်းမြို့အမှတ်1ရပ်ကွက်နောင်ဖာလမ်းမှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ အဲ့ဒီနေရာကိုလက်နက်ကြီးကြောက်ရောက်တယ်လို့ပြောဆိုမှုတွေရှိပြီးတချို့ကတော့မိုင်းပေါက်ကွဲမှုဖြစ်တယ်လို့ပြောဆိုကြပါတယ်ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာနီးမှာလူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့တောင်ငူအခြေဆိုင်စစ်ရှုံးပေါင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရခုံမမရှော့တိုက်တုံးရှစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်တယ်လို့သိရပါတယ်ဘုကိုတိုင်းတောင်ငူမြို့နယ်ခြေဆိုင်အကြမ်းဖက်စစ်ရှုံးပေါင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ။ရရခုံမမရှော့တိုက်လုံး၈လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warrior for Myanmar VDBN ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ဧပြီလ30ရက်နေ့မနေ့တနာရီ38မိနစ်အချိန်လောက်မှာချမ်ဘတ်စစ်ရှုံးကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခအတွင်းကိုတရခုံမမရှော့တိုက်လုံး၈လုံးနဲ့အောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။စစ်ချုပ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပခဟာဘကိုးတိုင်းနဲ့ကရင်ပြည်နယ်မြောက်ဖက်ချမ်းဒေသတွေနဲ့သူတို့နဲ့ထိစပ်နေတဲ့နေရာဒေသတွေမှာရှိတဲ့တော်လိုင်းရေးအင်အားစုတွေနဲ့ အပြစ်မဲ့ပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်နေတဲ့စစ်ရှုံးကောင်စီရဲ့တပ်ဖွဲ့ဝင်တွေကိုအဓိကအမိပေးကိုကဲခြေကုပ်ယူထားတဲ့အရေးပါတဲ့ဌာနချုပ်တခုဖြစ်ပါတယ်။ဒါပြင်ငလင်တန်းကြောင့်ဌာနဆိုင်ရာအဆောက်အဦတွေပြိုကျပျက်စီးသွားတဲ့နေပြည်တော်စစ်ရှုံးကောင်စီစီယုံချုပ်နဲ့နေပြည်တော်တိုင်းစီယုံချုပ်တို့ကစစ်ရှုံးကောင်စီကြီးကဲတွေတွားရောက်ယုံထိုင်ပြီးဒတိုင်းပြည်လုံးကိုဒုက္ခပေးဖို့အမိပေးကိုကဲနေတဲ့စစ်ဌာနချုပ်ဖြစ်ပြီး BDL နဲ့မဟာမိတ်တပ်ဖွဲ့တွေကအခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဟောဒီကနေ့ညပိုင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပေါ်တာဆွဲခံရပြီးစစ်ရှုံးကောင်စီတပ်သားဖြစ်လာသူ၃ဦးလက်နက်တွေနဲ့ဗက်ပြောင်းခိုးလုံလာတယ်ဆိုတဲ့သတင်းကိုပြောချင်ပါတယ်။မကွေးတိုင်းရေတကြိုခြေဆိုင်စစ်ရှုံးကောင်စီတပ်ရင်းတွေကစစ်ရှုံးကောင်စီတပ်သား၃ဦးအေဘလာတတိယဘက်အတွင်းမှာလက်နက်ခဲယမ်းတွေယူပြီးတော့ဗက်ပြောင်းခိုးလုံကြတယ်လို့စောက်တန်း YS ကို PDS ကနေသိရပါတယ်။ဧပြီ24ရက်နေ့မှာရေစကြိုခြေဆိုင်ခလာရ290တက်ကအသက်28နှစ်အရွယ်တပ်သား ချစ်စန်းကိုဧပြီ25ရက်နေ့မှာတော့ရေစကြိုခါလိုက်ရ296တက်ကအသက်32နှစ်အရွယ်တက်သားမြင့်စိန်ဧပြီ26ရက်မှာခါလိုက်ရ258ကအသက်42နှစ်အရွယ်တက်သားစီတူကျော်တို့ကလက်နက်ခဲယမ်းနေယူပြီးတော့ဗတ်ပြောင်းခိုလုံလာတာဖြစ်ပါတယ်ခင်ဗျာတက်သားချစ်စန်းကိုဟာအခုနှစ်ဇန်နဝါရီလအပိုင်းကမိထီလာမြို့မှာဖမ်းဆီးခံရပြီးတဲ့နောက်ဟိုဘုံမှာစစ်တင်တဲ့2လဘကုတ်ကူတက်မှ101ထဲမှာမုံမတင်တဲ့တက်လာတက်ပြီးခါလိုက်ရ259ကိုရောက်ရှိကား ရပ်ပိုင်းသာရှိသေးပြီးတော့ဗပြောင်းခုံလာချိန်မှာ MA1 တနက်တလက်နဲ့ကြီပေါက်တစ်ခုပါလာတယ်လို့စောက်တန်း YS ကို PDF တာဝန်ခံဘိုးအောင်မောင်းကပြောပါတယ်ခင်ဗျာအဲ့တော့ပြည်သူဘက်ကိုခိုးလုံလာတဲ့သူတွေကတော့အများစုကိုကျူတူပါတယ်ထောက်ခံပါတယ်များများအလင်းဝင်လာလေကောင်းလေပါပဲအဲ့တော့ဒီကနေ့ညရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစုစည်းပြီးတော့တင်ဆက်ပေးခဲ့တာပါသတင်းတွေကိုပြန်နှိမ့်ချရမယ်ဆိုရင်အချမ်းမဆက်ရှုံးကောင်စီတက်ရဲ့ဗမှုကြီးဖြစ်တဲ့သူက ဒေါ်လာရေးတပ်ဖွဲ့တွေ PDF တွေတိုင်းသားလက်နက်ကိုင်အဖွဲ့တွေတင်ထားတဲ့မြို့တွေကိုတမြို့မကျန်ပြန်သိမ်းမယ်ဆိုပြီးတော့အတန်ကောင်းဖြစ်လာတဲ့သတင်းမှာအဲတော့နောက်မှာ ပထွေးအားကိုပထွေးအားကိုနဲ့တော့ကျွန်တော်တို့ဒေါ်လာရေးတပ်ဖွဲ့တွေအစုဖွဲ့တွေဖြစ်တဲ့ MNDA တွေတင်ပိုက်ထားတဲ့လာရှိုးကိုတော့တနက်တစ်ချက်မဖောက်ရဘဲနဲ့စစ်ရှုံးကောင်စီကပြန်လဲရယူထားတဲ့ပထွေးအားကိုနဲ့ရယူထားတဲ့ဒါကတော့တရုတ်နဲ့နယ်မြေချင်းထိစပ်နေတဲ့အခါတရုတ်ဖိအားတွေများစွာရှိတဲ့ MNDAA နဲ့ညှိနှိုင်းမှုတွေပြုလုပ်ပြီးတော့ အခုလိုမျိုးတနက်ချက်မှာမဖောက်လိုက်ရဘဲနဲ့ပထွေးကိုကူပါကဲပါနဲ့အလကားရတာတော့ဖြစ်ဟန်မတူပါဘူးဒိုင်းပြည်ကဘယ်လိုဟာမျိုးတွေဘယ်လိုကျူးအကျိုးစီးပွားတွေကိုတရုတ်ကိုပေးလိုက်ရလဲဆိုတာနောက်ွယ်မှာကျွန်တော်တို့မသိရတဲ့အကြောင်းအရာတွေပါဒီလိုမျိုးကြွေးကြော်တဲ့သတင်းတွေအဲ့တော့နောက်ထပ်အတမှုမျိုးကိုတော်လိုင်းရေးတက်ဖွဲ့တွေကကျွန်တော်တို့အခုနှစ်အတွင်းမှာ တမူးမျိုးကိုရအောင်သိသိမယ်စူးစမ်းမယ်ဆိုပြီးတော့ PDF ရဲဘော်တွေကကျုံသွားတဲ့သတင်းတွေအပါအဝင်ဒီကနေ့ညပိုင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကနေစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးတော့စစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းစုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာသတင်းတွေကိုနေ့စဉ်နဲ့အမျှဝေယံကြည့်ရှုရင်းကွန်မန့်တွေမှာ မှတ်ချက်တွေရေးသားပေးကြတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့မိဘပြည်သူတွေအနေနဲ့လည်း subscribe လုပ်ခြင်းအားဖြင့်ကျွန်တော်ကိုကူညီဆောင်မနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ရက်ဒီမှာထူးခြားတဲ့သတင်းတွေနဲ့တူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ